25% of the members are nominated military men, nominated by the Commander-in-Chief, and he can change those people at any time he pleases. They're not nominated for the life of one parliament. So in effect, the Commander-in-Chief alone can decide whether or not the Constitution can be amended. Now, is it democratic? that in a country of an estimated 60 million, one man alone is in a position to decide whether the constitution can be changed in the way we would like it to be changed. The video theme ma Aung <laughs> San Suu Kyi pyo twa da ha taip pi ma shin ba de. Lu do theme ma shin ne do 25 ပြီးလို့ရှင်ဒီ25ရာခိုင်နှုန်းမှာပါဝင်နေတော့ခွေးတွေကိုလည်းဒီခွေးကြိုက်တယ်ဒီခွေးမကြိုက်ဘူးဘသူရွေးချယ်တယ်ကာချုပ်ဆိုတဲ့ခွေးပဲရွေးချယ်လိုက်တယ်ပြီးရင်ဒီနေ့ကျမတို့မြန်မာနိုင်ငံမှာရှိနေတော့တန်း60ကျော်တော့ပြည်သူလူထုတီရဲ့ရှေ့ရဲအတွက်မြန်မာနိုင်ငံမှာရှိတဲ့ constitution ဆိုတဲ့ဥပဒေကို ကာချုပ်ဆိုတဲ့ခွေးတကောင်ကနေမှပဲဒါကပေဖြတ်တင်တယ်ဒါကမပေဖြတ်တင်ဘူးသူတယောက်တည်းပဲဆုံးဖြတ်ပိုင်ခွင့်ရှိတယ်ဒါကိုဒီမိုကရေစီလို့ခေါ်သလားဆိုပြီးမှဒေါ်အောင်ဆန်းစုကြည်ဟာ2020မှာပြောခဲ့တဲ့စကားဖြစ်တယ်ဆိုတော့ဒီဥစားဒီကိုကျွန်မဆက်မပြောခင်မှာကျွန်တော်ဆက်လက်ပြီးတော့ဗီဒီယိုတစ်ပုဒ်ကိုဆက်လက်ပြီးတော့နားထောင်ကြည့်ရအောင်เนาะတမရိုထောက်ကမင်းပြီးခိုင်ချိုးပါတီဘုံဝင်ဖြစ်လို့ရှိရင်အသက်ခံတယ်ဘို့လို့ဖြစ်တယ်ငါနဲ့မတူဘာရန်တူလို့ဖြစ်နေတဲ့သဘောရှိဟုတ်တယ်မလား ျွန်တော်ကပြောကျွန်တော်ပါတီမှာတထောင်ယောက်တည်သွားပြီအဲ့ဒီလူတွေအတွက်သူတို့ကဘာဆန္ဒတွေရှိကြမလဲသူတို့ဝိညာဉ်လောကကိုကြောက်ပါတယ်ကိုမမြင်မားတဲ့နေရာတခုအေဂျင့်နဲ့ဘွားတခုသူတို့လူချင်းကြမှာသူတို့အတွက်ကျွန်တော်ကဘာလုပ်ပေးဖို့လိုတယ်လဲသူတို့အတွက်ကျွန်တော်ပိတ်ဆက်ပေးဖို့လိုတယ်ဒီတိုင်းပဲကိုယ့်ကိုတင်မမ်းတည်သေးသွားနေပြီအများကြီးငါနဲ့မတူငါရံသူဆိုတဲ့မူတခုမြန်မာနိုင်ငံမှာထောက်ခလိုက်တာ ਨੇ အတနိုင်ငံရေးသမားတွေကဝင်ပြီးဝင်နောက်လိုက်တာ ਨੇ အဲ့ဒီဖြိုးဖြစ်ဖြစ်အဲ့တော့သူတို့ကကြွေးတွေရှိနေပါတယ်မိတ်ဆွေတွေများလည်းကြွေးတွေရှိနေပါတယ်နော် အလားအတတိုင်းပြည်ပြည်ဆုံဆုံပေးခဲ့ရတဲ့လူတွေအတွက်ကျွန်တော်ပြန်လှည့်ပြီးတော့ပိဆက်တင်ပါကျွန်တော်နိုင်ငံကြီးကိုတွေ့ကြုံရှိတဲ့လူတွေနဲ့ပေါင်းစပ်ပြီးပြီးဆောက်တင်ပါဆိုတော့အခုဒီထဲမှာဒေါခင်ကြီးခွေးတရောင်စာပြောသွားတာကတော့ငါနဲ့မတူငါရန်တူဆိုတဲ့စကားကိုဒီဒေါခင်ကြီးပြောတာခဏခဏရှိပြီဆိုတော့အခုဒီမြန်မာနိုင်ငံမှာလည်းငါနဲ့မတူငါရန်တူဆိုတဲ့ခံယူချက်တီကြောင့်နိုင်ငံရေးသမားတွေရဲ့ဝန်နောက်ရှက်မှုကြောင့်သူတို့ဂျမ်ဖုတ်ပါတီကခွေးအကောင် တထောင်ကျော်တည်သွားခဲ့ပြီနော်ဆိုတော့ဒီလူဒီကအမြင့်တဲ့နေရာမှာအေးအေးချမ်းချမ်းနေဖို့ရန်အတွက်အခုကြံနေတော့ခွေးချမ်းဖို့တီရောပြီးသူလူထုတီရောလူတတ်မသိမှုလုပ်တဲ့အဲမှာအင်မတမကျွမ်းကျင်တဲ့လူဒီနဲ့ပေါင်းစည်းပြီးတော့ ငရဲမှာရောက်နေတော့ဂျိုးကနေတော့ခွေးတရောင်းစားဒီကိုမြင့်မြတ်တဲ့နေရာမှာရောက်ဖို့အေးချမ်းဖို့ရအတွက်ပေးဆပ်ရမယ်လို့ပြောသွားတယ်ဆိုတော့ဒီနေ့ငါနဲ့မတူငါရန်တူလို့ပြောသွားတဲ့အခါမှာတခြားရှေ့ရှေ့ဝဲဝဲကိုကျမမပြောဘူးအခုလက်ရှိထဲမှာ ဖြစ်ပေါ်နေတော့ PPA ပါတီကနေမှတင်ငန်းကျွန်းရဲ့လွတ်တော်အမတ်အဖြစ်ပါဝင်ရှင်ပြိုင်မဲ့ဥလွေမြင့်ပြောတဲ့စကားပေါ်မှာအခုစစ်ခွေးဒီဘက်ကနေမှ ပုံမှန်မျိုးနဲ့ တရားစွဲမယ်လို့ပြောတယ်တခုကတော့အခုသူတုံးလုံးသွားတာဟာဒီ27ဒေါ်လာရဲလို့ပြောသွားတယ်ဒေါ်လာရဲဆိုတာဟာစစ်ခွေးတွေမကြိုက်တဲ့စကလုံးဖြစ်တယ်ပြီးလို့ရှင်လည်းသူ့သားလည်းဒီ27ဒေါ်လာရဲကြောင်းထောင်ကျသွားတယ်လွတ်လာတာတွေလည်းမကြဘူးဒါကြောင့်ဒီလူဒီဟာဒေါ်လာရဲ အဖွဲ့တွေဖြစ်တယ်ဆိုတဲ့အကြောင်းတစ်ခုနောက်တစ်ခုအနေနဲ့ကတော့သူဟာဒီလိုမျိုးပြောဆိုတဲ့အတွက်ကြောင့် UEC ချမှတ်ထားတဲ့စီမင်းစီကန်းနေနဲ့ညှိစွန်းတဲ့အတွက်ကြောင့်သူ့ကိုဖမ်းမယ်လို့ပြောတယ်ဆိုတော့အခုဒီဥလူမြင့်ကိုဘောမာဒီလိုပေးနေတဲ့ခွေးတွေရဲ့နားထဲမှာလဲတော်လန်ရေးဆိုတဲ့စကားကပူးကလန်ဖြစ်နေတဲ့အတွက်ကြောင့်သူ့ကိုပြစ်မှုနှစ်ခုနဲ့ချမယ်လို့ပြောတယ်ဆိုတော့ခဏတုန်းကဒေါ်ခင်ကြီးပြောသွားတာကငါနဲ့မတူငါရန်တူ ဒီဥလွေမြင့်လဲသူ့ရဲ့ခံယူချက်ကိုသူပြောသွားတယ်ငါနဲ့မတူငါရန်တူဆိုတာဒါပဲဆိုတော့ဥလွေမြင့်ကအခုသူလဲနိုင်ငံအတွက်အကောင်းတဲ့အရာကိုလှုပ်သွားမယ်လို့သူပြောသွားတာဘသူကငါတော့တတ်မယ်လို့သူစကားတစ်ခုမှမပြောသွားဘူးနော်ဥလွေမြင့်ပြောသွားတဲ့အထဲမှာ အခုတို့ဘက်ကနေမှနိုင်ငံရဲ့အတွေ့အကြုံရှိတဲ့သူဒီနဲ့ဖွဲ့စည်းထားတာဖြစ်တဲ့အတွက်ကြောင့်မြန်မာနိုင်ငံကောင်းမွန်ဖို့ရာအတွက်တို့ဘက်ကနေလည်းပါဝင်သွားမယ်ဆိုတဲ့အကြောင်းကိုသူမဲဆွဲသွားတယ်။ဒါကိုစစ်ခွေးတီရဲ့နားအထဲမှာဘူးကလန်ဖြစ်သွားတယ်။ဆိုတော့ခဏတုန်းကဒေါခင်ကြီးပြောသွားတာကငါနဲ့မတူငါရန်သူဆိုတဲ့နိုင်ငံရဲ့တမားတွေရဲ့လှုပ်ဆောင်မှုကြောင့်မြန်မာနိုင်ငံဒီလိုဖြစ်ရတယ်။ဒါကြောင့်မို့ပဲခွေးချမ်းဖွတ်တီဘက်ကနေမှငရေကြသွားတာတထောင်ရောက်သွားပြီးတို့တို့အတွက်ကလူတတ်တဲ့နေရာမှာ ဝါရင့်တယ်မဒိမ့်မှုလုတ်တဲ့နေရာမှာဝါရင့်တယ်ခိုးတဲ့နေရာမှာဝါရင့်တယ်ဒီလိုမျိုးဝါရင့်ပုံကူဒီနဲ့တွဲပြီးမှပေးဆက်ရမယ်လို့ပြောတယ်ဆိုတော့အခုအခုနင်းတို့လုတ်ရမယ့်အရာကတေတဲ့သူတွေအတွက်လုတ်ရမှာလားရှင်ပြီးမှနေတဲ့သူတွေအတွက်လုတ်ရမှာလားဘေဟာကိုနင်းတို့ဦးစားပေးရမှာလဲ jump foot ခွေးတအကောင်တထောင်တည်သွားတဲ့သူတွေအတွက်နင့်တို့ကဒီပါတီကိုလုံနေတာလားဒါမှမလို့ရှင်အခုလောလောဆယ်ဆယ်မြန်မာနိုင်ငံမှာအသက်ရှင်နေတော့သူတွေဒုက္ခဆင်းရဲရောက်နေတော့သူတွေအတွက်လှုပ်ပေးရမှာလားဘေးဟာကိုနင့်တို့လှုပ်ပေးဖို့ရေရွယ်ပြီးမှဒီပလုံကောက်ပွဲကိုနင့်တို့ကျင့်ပဖို့ရေရွယ်နေကြတာလားပေးဟာကိုနင်းတို့ကရေရွယ်ပြီးလုံနေကြတာလားဒီပလုံကောက်ပွဲကိုတေသွားတဲ့ကြမ်းဖွတ်ဒီအတွက်နင်းတို့ပါတီကိုလုံနေကြတာလားဒါမှမဟုတ်အခုလက်ရှိ အသက်ရှင်နေတော့မြန်မာနိုင်ငံမှာရှိနေတော့ပြည်သူလူထုတွေရဲ့စာဝတ်နေရဲ့အဆက်ဆက်အယယာမြန်မာနိုင်ငံပြန်လည်ပြီးဥမော်လာအောင်လုပ်ဖို့ရတဲ့နင်းတို့ပါတီတီထောင်ပြီးဒီပူလုံကောက်ပွဲမှာပါဝင်ဖို့စ조사နေကြတာလားဘယ်ဟာကိုနင်းတို့လုပ်နေကြတာလဲခိုမသိန်းကောင်ခွစ်ဘူးရဲ့ကျွန်ဖြစ်ပြီးမှတဲသွားတဲ့ဝိညာဉ်တွေမွတ်ကျွတ်မလွတ်တဲတာကိုသူမြင်တယ်ဒါပေမဲ့သူမသိန်းကျင်ပြီးမှတတ်လိုက်တဲ့သူရဲ့ဝိညာဉ်ဘလို့ဖြစ်နေတယ်လဲသူမစင်စားဘူးအခုစစ်ခွေးတွေလုံမဲ့ရွေးကောက်ပွဲဟာ တေးသွားတဲ့သူတွေကိုလွတ်ကျွဖို့ရန်အတွက်လုံနေတဲ့ရွေးကောက်ပွဲလာဒီလောက်ထိနင်းတို့တေတဲ့လူတွေမကျွမလို့တဲတာနင်းတို့မြင်တယ်ဆိုလို့ရှိရင်နင်းတို့စိတ်နှလုံးသားသဘောထားကောင်းကောင်းနဲ့နင်းတို့ရဲ့ယုံကြည်ချက်ဖြတ်တဲ့အဲသူတွေအတွက်နင်းတို့ကောင်းမှုကုသလုပ်ပေးရမှာမဟုတ်ဘူးလားဒီယူကောက်ပွဲကနင်းတို့ကြံဖွတ်တီတေးသွားတဲ့လူတထောင်ကျော်ရဲ့ဝိညာဉ်ကိုကယ်ဖို့ရတဲ့လောက်တဲ့ယူကောက်ပွဲလာပြီးလို့ရှင်ကျတော့ဗီဒီယိုတော်တော်လေးကိုဆက်လက်ပြီးတော့နားထောင်ကြည့်အောင်နော် အင်းတို့ဒုက္ခငါတို့ဒုက္ခပဲမင်းတို့ဒုက္ခငါတို့ဒုက္ခဟာမင်းဟာမင်းတို့အိမ်မင်းတို့မိဘအိမ်မင်းတို့အကူအိမ်မင်းတို့အမေအိမ်မင်းတို့ရဲ့နားကိုရဒီအလံတို့ရမင်းတို့ရဲ့အလံတို့ကြီးဆိုတော့အခုဒီအဲမှာဒေါခင်ကြီးရဲ့စက်တရေသုံးတော့ခွေးပစက်ကနဲ့ဟောင်းသွားတဲ့ဥစ္စာကနင့်တို့ရဲ့ဒုက္ခဟာငါရဲ့ဒုက္ခဖြစ်တယ်နင့်တို့ရဲ့ဒုက္ခကငါတို့ရဲ့ဒုက္ခဖြစ်တယ် 你诺也哎，米大叔也的也哎，我罗也克隆呀哈，地那眼多也阿兰撇得老漂亮，地阿兰哈你罗亏的也阿兰撇得，阿爷侬啊，等看咯看嘞，比那看咯看古，捧上台嘞阿兰打，地那做罗绵绵的个阿兰撇得，古你罗也 DJ 的播一下，把我捧上台的嘞。 ကျက်တရေတုံးတဲ့အစ်စ်အာနာရှင်ဆန်ဆန်နဲ့လှုပ်ထားတဲ့အလန်ဟာဒီနေ့ငါတို့မြန်မာနိုင်ငံရဲ့အလန်လုံးဝမဟုတ်ဘူးငါတို့မြန်မာနိုင်ငံရဲ့အလန်ဟာငါတို့မြန်မာနိုင်ငံသားတွေကိုပုံဆောင်ထားတဲ့တိုင်းခုနှစ်ခုနဲ့ပြည်နယ်ခုနှစ်ခုကိုပုံဆောင်ထားတဲ့ကျေဆက်လက်ခုပါတော့အလန်တားလေဒီနေ့ကျတော့မြန်မာနိုင်ငံရဲ့အလန်ဖြစ်တယ် ပြုလို့ရှိရင်နင့်တို့ရဲ့ဒုက္ခခငါတို့ရဲ့ဒုက္ခဖြစ်တယ်ဆိုဒီနဲ့မြန်မာနိုင်ငံမှာဘသူကဒုက္ခကိုခံစားနေတယ်လဲနင့်တို့ရဲ့ဒုက္ခဟာငါတို့ရဲ့ဒုက္ခဖြစ်တယ်ဆိုလို့ရှိရင်ဒေါခင်ရင်နင့်ဘယ်နှကြိမ်စစ်ဆောင်ဒီရဲ့တဲထဲမှာဘယ်နှခါနင့်တော့အိတ်ခဲ့ဘူးတယ်လဲစစ်ဆောင်ဒီစားတယ်လို့ဆံပြုတ်နင့်ဘယ်နှခါတော့တောက်ခဲ့ဘူးတယ်လဲအခုနင့်တို့ကပြည်သူဒီကိုဂုတ်ဆုပ်ပြီးတော့နင့်တို့ရထားတဲ့ငွေဒီပေါ်မှာနင့်တို့စားပြီးတော့နင့်တို့နဲ့အတူတူငါဟာရှိပါတယ်လို့ ဘာကြောင့်မုတာစကားကိုနင့်တို့ပြောတယ်လဲနင့်တို့ရဲ့ဒုက္ခဟာငါဒုက္ခဖြစ်တယ်လို့ပြောတဲ့အခါမှာဒီနေ့ပြည်သူလူထုကြီးငိုယိုနေတာမကြားဘူးလားဟမ်နင့်တို့စစ်အာဏာရှင်ကိုမကြိုက်ပါဘူးလို့ပြောနေတဲ့အတန်လဲနင့်တို့မကြားဘူးလားနင့်တို့ခွေးရဲ့နားထဲမှာခွေးနားထဲမှာလူစကားကလုံးဝမဝင်တော့တာလားပြည်သူတွေဒုက္ခရောက်နေတာနင့်ခွေးမျက်စိနဲ့လုံးဝမမြင်တာလားပြည်သူတွေကိုဒီလောက်ထိဘုံကျဲနေတဲ့အခါမှာခွေးတပူ နင်းဟာတလောက်အထိဘုံကျဲတာမလုတ်တင်ဘူးအခုနင်းကျဲတဲ့ဘုံတွေဟာအတန်းဖက်ခေါ်တော့တဘုံခေါ်တော့ဒီသူဒီစင်မမထိပဲနဲ့ပြီးသူဒီရဲ့အိမ်ဒီပဲဆုတ်ပြတ်တတ်နေတယ်ပြီးသူဒီထိခိုက်နေပါတယ်လို့နင်းရဲ့ပါဇက်ထဲကတခုံးထွက်ခဲ့တလားဆိုတော့ဒီနေ့မြန်မာနိုင်ငံမှာနင်းတို့ဘယ်ပုံစံနဲ့နင်းတို့ပုံဖော်နေကြတယ်လဲဒီနေ့မြန်မာနိုင်ငံရဲ့ငုံအကျွေးတန်တွေကိုနင်းတို့မကြားရလားအခုဒီနေ့တော်လိုင်းရဲတွေအုပ်ချုပ်ထားတဲ့နေရာထဲမှာရှိနေတော့ ဘေးနေရာမှာမမပါတော့အေးချမ်းနေတော့ပြည်သူလူထုတွေဘာသာရေးတောင်လောက်ခွင့်ရှိတလားဒါလားနင်တို့ရဲ့ဒုက္ခကငါတို့ရဲ့ဒုက္ခဘာကိုဆိုလို့ဒါလဲဒုက္ခဆိုတာအခုနင်တို့ခွေးတွေပြောလိုက်တဲ့စကားတိုင်းဟာနင်တို့ဟာပမာလူမျိုးတော့ဖြစ်တယ်ဒါပေမဲ့ပမာစကားကိုနင်တို့နားမလည်ဘူးဖြစ်နေတယ်ဘာကြောင့်လဲဆိုတော့နင်တို့ရဲ့နားထဲမှာခွေးနားပါနေလို့ဖြစ်တယ်နော်ဒီနေ့ပြည်သူလူထုတွေဒီလောက်အထိဒုက္ခရောက်နေတာကိုပြည်သူလူထုတွေအတွက်ကောင်းတဲ့အရာကိုမလုပ်ဘဲနဲ့ တက်မလို့မှရောက်နေတော့ငရေချိုးချက်ကနေတော့ကျွန်းနေအတွက်နင်းတို့ကဒီလူဒီလွတ်မြောက်ဖို့ရာအတွက်သူတို့တေသွားမှမသိဘဲနဲ့တေသွားတဲ့ခွေးမသားတွေအများကြီးရှိတယ်လို့ပြောတဲ့အခါမှာအခုပြီးသူတွေအိတ်နေတဲ့အချိန်မှာနင်းတို့ဘုံကျဲလိုက်လို့အိတ်တဲ့အချိန်မှာတေသွားတယ်မိသားစုတွေထမင်းစားနေတဲ့အချိန်မှာထမင်းဝိုင်းမှာဘုံကျဲတိုက်ခိုက်လို့မိသားစုလိုက်တည်သွားခဲ့တယ် ဆဲယုံမှာဆက်ဆံမနေဆဲကုပေးနေတဲ့အချိန်မှာဘုံကျဲလိုက်လို့တေးသွားတယ်။ကလဲတငယ်တွေစာတင်နေတယ်ကိုကိုကိုစာတင်နေတယ်လို့ထင်နေတဲ့အချိန်မှာတေးသွားခဲ့တယ်။ဒါရင်နဲ့မမြင်ဘူးလား။အခုခင်ရည်ရဲ့ပြောတဲ့စကားအတိုင်းဆိုလို့ရှိရင်တေးသွားတော့တထောင်ကျော်အတွက်ဒီနေ့နင်တို့မြန်မာနိုင်ငံကိုကလေစားချင်နေတယ်။ငါနဲ့မတူငါရန်တူလို့လုံနေတာအခုမြန်မာနိုင်ငံကိုဘာတူလဲ။နိုင်ငံရေးတမားတွေခြေလှယ်မှုအကြောင်း မြန်မာနိုင်ငံဒီလိုဖြစ်သွားရတယ်ဆိုတာဟာစစ်ခွေအာဏာသိမ်းလိုက်လို့မဟုတ်ဘူးလားအရင်တုန်းကမြန်မာနိုင်ငံဒီလိုဖြစ်ခဲ့သလားဥမာတော့အောင်ဆန်းစုကြည်မေးခိုးတယ်လို့ပဲထားမေးခိုးတဲ့သူကိုချစ်တဲ့ပြည်သူလူထုတွေရှိတယ်သူမြန်မာနိုင်ငံကိုလွန်ခဲ့တဲ့9နှစ်မှာဘယ်လိုလုပ်ခဲ့တယ်လဲဆိုတာကိုသိလို့သူ့ကိုပြည်သူတွေမေးထည့်ခဲ့တယ် နင်းတို့ခွေးတွေအရင်တုန်းကမြန်မာနိုင်ငံကိုအုပ်ချုပ်ခဲ့တဲ့အခါမြန်မာနိုင်ငံကိုဘလို့လုတ်ခဲ့တယ်လဲဆိုတာကို ပြည်သူတွေသိတော့ဒီနေ့နင်းတို့ကိုတော်လာကြတယ်ရှင်းရှင်းလင်းလင်းနှမျိုးပဲကြောင်းမြန်မာနိုင်ငံကိုသူအုပ်ချုပ်ခဲ့တဲ့အခါမှာမကောင်းခဲ့ရင်တော့မဆိုးခဲ့ဘူးမကောင်းခဲ့ရင်တော့ဆိုးမှာမဟုတ်ဘူးဒါပေမဲ့နင်းတို့အခုမြန်မာနိုင်ငံကိုဘလို့ပုံစံနဲ့ဖော်ဆောင်ခဲ့တယ်လဲနင်းတို့ရဲ့ခွေးမျက်စိနဲ့နင်းတို့လုံးဝမမြင်ဘူးလား တော့အောင်ဆန်းစုကြည်ကခိုးတွေဖြစ်စေမခိုးတွေဖြစ်စေလွန်ခဲ့တဲ့9နှစ်တုန်းကသူကောင်းတာကိုလုတ်ခဲ့တဲ့အတွက်ကြောင့်ပြည်သူတွေကသူ့ကိုချစ်လို့ထောက်ခံကြတယ်အသက်ပေးဖို့ရတဲ့ဝန်မလဲကြဘူးဒီနေ့နင်းတို့စစ်ခွေးတွေကိုပြည်သူကြီးကကြီးလိုက်တယ်ခွေးတွေအုပ်ချုပ်ခဲ့တုန်းကကောင်းခဲ့သလားမကောင်းခဲ့ဘူးမကောင်းခဲ့လို့ဒီနေ့တော်လန်ကြတယ်တော်လန်နဲ့ထဲမှာတောင်းမှအသက်ပေးမှတောင်းတော်လန်ရဲတယ်ဒီနေ့နင်းတို့ဘက်ကိုမရက်လာလို့ပဲအခုအတင်းအတမအပေါ်တာဆွဲတယ် တနတ်တွေနဲ့ချိန်ဆောက်ပြီးတော့နင့်တို့ဘက်ကိုရက်ခိုင်းတယ်ဒါလားဒီမိုကရေစီကိုနဲ့ဖော်ဆောင်နေတော့စစ်ခွေးတွေရဲ့နိုင်ငံရဲ့ဒေါခီကြီးဖေခဲ့ပါဒီမြန်မာနိုင်ငံမှာ လုံနေတော့နိုင်ငံရဲ့ဟာမတာပေါ်သွားတဲ့ခွေးတွေအတွက်လှုပ်ပေးနေတာမဟုတ်ဘူးအဲ့တဲသွားတဲ့ခွေးတထောင်ကျော်အတွက်နင်းစင်စားတယ်ဆိုလို့ရှိရင်အပြစ်မဲ့တဲ့လူတွေအတွက်နင်းတို့မစင်စားဘူးလားဒီနဲ့လက်နဲ့ကင်တော့တော်လာရဲ့ဘေးတယောက်ကိုမှကြွပြောနေတာမဟုတ်ဘူးအပြစ်မရှိဘဲနဲ့တတ်လိုက်တဲ့ပြီးသူတွေတထောင်ကျော်ပဲလား တတောင်းပဲလားဘယ်နှတောင်းကျော်ရှိသွားပြီလားဒီရဲ့အတွက်နင်းကဘာကောင်းမှုကုတူကိုဘာစဉ်းစားပေးလဲဒီလူတွေအတွက်တော့နင်းမစဉ်းစားပဲနဲ့ခွေးမသားတွေအတွက်နင်းကဒီပလုံကောက်ပွဲအတွက်ပေးဆက်ဖို့လားမြင်းမြတ်ထားပါနင်းတို့ခွေးနဲ့ဆိုင်တော့တောက်တိုင်မှန်သမျှအနေနဲ့အမြန်ဆိုတာကိုမမေ့ကြပါနဲ့နော်